ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးမိုးကုံမျိုးပြင်တိုက်ပွဲစစ်ကောင်ပရှင်အထင်အောင်ဟောင်းဝင်းစာအမြောက်များတက်ဆင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမိုးကုံမျိုး၏မျိုးပြင်ခြေပိုင်းနှင့်အနောက်ပိုင်းနေရာများမှာယမနေ့ညနေပိုင်းမှာစတင်၍စစ်ကောင်ပရှင်နှင့်တော်လှန်ရေးအင်အားစုများအကြောင်းထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းများကမြို့တွင်းမှာမြို့ပြင်ပတ်သို့စစ်ကြောင်းထုတ်နယ်မြေချဲ့ထွင်လာရမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်းစီရင်သတင်းရင်းမြစ်များထံမှသိရှိရပါသည်။ဇမန်နေ့ညနေပိုင်းကမိုးကုံမြို့အနောက်ပိုင်းဘောလုံးကြီးရွာအနီးမှာထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီဘက်ကအင်အား20ဦးခန့်တည်ဆောင်းခဲ့ကြောင်းကနအူးသတင်းများထွက်ပေါ်နေပြီးမြန်မာတို့ channel အနေဖြင့်တိကျသည့်ပြန်လည်ခြင်းမရှိသေးပါဘူး။ ထီရွေမှုကမြို့ပြင်အစီရောအနောက်ရောဖြစ်နေတာစစ်တကမြို့ပြင်ကိုစစ်ကြောင်းတွေထိုးထွက်လာလို့တိုက်ပွဲတွေဖြစ်နေရတာပါလို့စီရဲတရင်ချင်းမြစ်တအူကအသိပြုပြောကြားပါတယ်။လက်ရှိမှာမိုးကုံမြို့အနာပိုင်းဘောလုံးကြီးကျွရပတ်သွင်းနာမကောင်အရှိပိုင်းရှင်ချောင်းကြီးကြောင်ဝါပြောင်ကောင်းနဲ့စိုင်းရင်မြက်ဒေသများတွင်မှနှစ်ဖက်ပြစ်ခတ်မှုများဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်မရှင်တပ်ကမြို့ရင်းလုံးကျုံရင်းနဲ့စစ်စင်ရေးများအတွင်နေရအများပြားမှာလက်နက်ကြီးများတပ်ဆင်စံတက်လျက်ရှိတယ်လို့စုံစမ်းတင်ရှိရပါတယ်။ အထူးသဖြင့်တော့ចောင်းတွင်စေုံတွင်မှသက်ဆွဲပြီးအုံကိုင်းပမ်းမထိပ်ပြူဟာကုန်းတွင်မှအများဆုံးတက်စနေတယ်လို့လည်းသိထားရပါတယ်ဟုဒေသခံတအူကပြောပါတယ်ယခုလိုတိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှုနဲ့စစ်ရေးတင်းမာမှုများကြောင့်မြို့ကန်လူထုမှစိုးရိမ်ပူပန်နေရရှိပါတယ်လက်ရှိမှာငွေကြေးတက်နိုင်သူအများစုကတိမ်းဆောင်သွားကြပြီဖြစ်ရာမြို့ပေါ်မှာလူဦးရေ၃ပုံ၃ပုံခန်းသာကြန့်ရှိပါတော့တယ်။ကြန့်ရှိနေသူတွေကငွေကြေးအခက်အခဲကြောင့်ခရီးမသွားနိုင်သူတွေနဲ့ တက်ကြီးရွယ်ဦးတွေဖြစ်တယ်လို့နောက်ထပ်မိုးကိုဒေတာကန်တူကပြောပါတယ်။ပီကန်ဒီ2025ခုနှစ်အောက်တိုဘာလကောင်းမိုင်းက တရုတ်အစိုးရအင်ဂျီချောင်းဝင်ဆက်ဆံမှုဖြင့်စစ်ကောင်မရှင်နဲ့တအားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL လေးတို့ကြောင့်အပြစ်ကတ်ရဆက်ရေးသဘောတူညီခဲ့ကြပါတယ်။ယင်းသဘောတူညီချက်အရ TNL လေးကထိန်းချုပ်ထားသည့်မိုးကုတ်နဲ့မိုးမိတ်မျိုးများကိုစစ်ကောင်မရှင်တပ်ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။၎င်းနောက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်မရှင်တပ်များကမျိုးရင်းသူအလွတ်တကူပြန်လည်ဝင်ရောက်တပ်ဆွဲနိုင်ခဲ့ပြီးနောက်ယခုကဲ့သို့မျိုးပြင်ဘက်ကိုပါစစ်ရေးလှုပ်ရှားမှုများတိုးချဲ့လာခြင်းဖြစ်ပါတယ်။ ဆလဘင်းကြောင်းဖြူမှရိတ်ခါလာဖို့တင်ဆေအဆုဆက်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးလက်နက်အလောင်းနဲ့ရိတ်ခါတို့များကိုစုံပြစ်ကဖျို့ဖျက်ထွက်ပြေးဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြောင်းဖြူမျိုးနဲ့တိုင်းချောင်းနဲ့မင်းပြင်းမှာတက်ဆွဲထားသည့်ဆေအဆုတပ်ဖွဲ့များတို့ရိတ်ခါလာဖို့တင်ဆက်ကြောင်းကိုအလက္ခဏတ်တော်အင်းကကြားဖြတ်တိုက်ခိုက်ခံရန်စစ်တပ်ဘက်ကကြားစုံများပြီးဖျို့ဖျက်ထွက်ပြေးသွားခဲ့ရတယ်လို့မြေပြင်စီးရဲ့တရေရင်မြတ်တအူးကပြောပါတယ်။ မနေ့ကမွန်လွဲပိုင်းအချိန်2နာရီလောက်မှာအင်အား90ကျော်ခန့်စီးတဲ့စစ်ကြောင်းတစ်ကြောင်းတိုင်းချောင်းနဲ့မြေပြင်ကိုရိတ်ခါလာပို့တာကို AA ကကြားဖြတ်တိုက်ခိုက်ပြီးအပြတ်ချင်မုံနာလက်နက်ခရံတွေအပါအဝင်အလောင်း10လောင်းခန့်နဲ့ရိတ်ခါတုံး20ကျော်ကိုတင်စီရမိခဲ့တယ်လို့ပြောပါတယ်။ထို့နောက်တိုက်ခိုက်ခံရမှုကြောင့်၎င်းစစ်ကြောင်းတွင်ရိတ်ခါတုံးများနဲ့အလောင်းများကိုစွန့်ပစ်ကဖျို့ဖျက်ဖြင့်နောက်ဆုတ်ပြေးသွားကြတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ သူတို့ကစားဖြူကနေဒိခါပို့ဖို့ခြေချင်းတက်လာတော့တန်းဆောင်နဲ့မြင်းမြင်းသားမအေးအေးကဖြတ်လိုက်တော့တချို့ကဒဏ်ရာတွေနဲ့ထွက်ပြေးသွားကြတယ်။အလောင်းတွေဒိခါတို့တွေကိုတရားတိုင်းပြစ်ထားပြီးထွက်ပြေးကြတော့တချို့ကနီးစက်ရတန်းဆောင်ဘက်ကိုထွက်ပြေးသွားကြတယ်လို့ဆက်ပြောပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်များမကြာမီအချိန်မှအတွင်အကြမ်းမက်စစ်တပ်ကအနီးအနားရှိကျေးရွာများနဲ့တောင်တန်းများကိုဒေါများဖြင့်တိုက်ခိုက်တယ်လို့ပင်လယ်ပြင်ရှိနေပြည်များမှလည်းအမြောက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အေအေမှာမြင်းပြင်းတဲ့တိုင်းချောင်းမှာရောက်ရှိနေတဲ့စစ်တပ်များကိုပိတ်ဆို့ထားပြီးထားဖို့လမ်းကြောင်းများလည်းဖြတ်တောက်ထားကြောင်းသိရပါတယ်။စစ်ဦးကျော်နေတဲ့စစ်ကြောင်းတွေကိုစားနဲ့ရိတ်ခါပို့လို့မရအောင်အေအေကဖြတ်တောက်ထားပြီးပတ်ဝန်းကျင်အနီးနားကအင်အားနေတဲ့စစ်ကြောင်းအချို့ကိုအေအေကဆက်လက်တိုက်ခိုက်နေတယ်။တိုက်ပွဲနေတာကအေအေကအပိုင်းကြားမှာခြားဖြတ်တိုက်တာအတေကကထားဖို့မရအောင်ဖြတ်တောက်ပြီးတိုက်နေတာလို့ပြောပါတယ်။ စေအိုစုနီထို့တို့ထောက်ပို့စစ်ကြောင်းကြားပြတ်တိုက်ခိုက်ခံရပြီးအကြမ်းဆုံးများရှိခဲ့တာကြောင့်ယနေ့နံနက်ပိုင်းကနေပြည်တော်ကတရုံပြည်ကများဖြင့်နောက်ထပ်အင်အား90ခန့်ပါသည့်စစ်ကြောင်းတစ်ကြောင်းကိုရဲတပ်ရင်း32ကတိုင်းချောင်းနဲ့မြင်းပြင်ကိုထပ်မံဆေးလွှတ်ထားတယ်လို့သိရပါတယ်ရှင်ဆလပင်အေအေကလက်နက်ကြီးဖြင့်ပစ်ခတ်၍နယ်ရေကန်တောင်မှလေကြောင်းမှချပေးသည့်ပစ္စည်းထုံများလာကောက်သည့်စစ်သားအချို့တိစုံထိခိုက်ဒဏ်ရာရရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ အမ်ဘရန်လန်လက်ရိတ်ကန်လေးချောင်းရံကာကွယ်ရေးစခန်းကိုလေချောင်းမှလေပြင်းဖြင့်အထုံးများလာချပေးနေချိန်မှာအာရခစစ်တီတော်များမှလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်အဆောင်အုံတို့ပြစီကောင်အကြမ်းမဲ့စစ်တမ်းမှစစ်သားများတင်ဆောင်ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်းသတင်းရရှိပါသည်။ နိုဝင်ဘာလ30ရက်နေ့နေ့လယ်တနင်္ဂနွေဝန်းကျင်မှာစစ်ကောင်မရှင်လေးချောင်းမှ Y8 လေးရင်ဖြင့်စာနယ်ရိက္ခာများအပါအဝင်အထုပ်စဲတုပ်ကွန်လေတီးဖြင့်လာချပေးနေစဉ်ကာယူနေသည့်စစ်သားများကိုလက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့်ပြိုပြတ်နေသည့်ကမ္ဘာလုံးလင်းမြေပြင်ပေါ်မှာပြပြဝစ်သွားပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အချို့မှာတိုက်ဆုံထိခိုက်ဒဏ်ရာရတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်ကမ္ဘာလုံးကတော့မြေပြင်မှာပြသွားပြီးမနေ့ကနေ့လယ်ကအထုပ်တွေကောက်နေတော့ပြစ်ခတ်ခံရတာပါ ကဘာလုံးကထပ်ပြီးလက်နက်ကြီးကြီးထီးတဲ့လာကောက်တဲ့စစ်သားတွေတေဆုံးထိခိုက်ဒဏ်ရာရသွားကြပါတယ်လို့ပြောပါတယ်စစ်ကောင်မရှင်တီနိုင်ငံကံအပြူဟာကုန်းကုန်းတောက်ရိတ်ကအစားလေးချောင်းမပို့ဆောင်နေရပြီးနိုဝင်မာလနောက်ဆုံးပတ်မှာရဲစင်ထောက်ဖို့လေရင်များဖြင့်စာနယ်ရိတ်ခါများပို့ဆောင်ပေးနေရတယ်လို့၎င်းကပြောပါတယ်အာရခတက်တော်တင်နိုင်ငံကံစခန်းကိုဝန်ရပိတ်ဆို့ထားရုံနာမကလက်နက်ကြီးပါရခင်ခတ်ထက်ပြစ်ခတ်နေ၍စိုးစွတ်တဲ့ဖွဲ့ဝင်များမှလည်းနေတိုင်းလူလူထိခိုက်ဒေဆုံမှုများရှိနေတယ်လို့ပြောပါတယ် နိုင်ငံကစကန်းထဲမှာပိတ်လောင်ထားတယ်။အဲ့ဒီစကန်းထဲမှာကူတွေဖောက်ထားတယ်လို့ပြောတယ်။အဲ့ဒီမှာစစ်သားတွေနေကြတာ။အဲ့ဒီခေါအောင်နေတဲ့နေရာကနေအပြင်ထွက်သွားနေ။အေအေကလက်နက်ကြီးနဲ့ပစ်တယ်လို့စနိုက်ပါနဲ့ပစ်တာထိခိုက်တိုက်စုံမှုကတော့မကြာခဏရှိနေတယ်။ နိုင်ရီကစကန်အောင်အာရခတတ်တော်မှဝိုင်းဝန်းပိတ်ဆို့ထားပြီးထားဖို့လမ်းကြောင်းများကိုလည်းဖြတ်တောက်ထားသည်မှာနှစ်လနီးပါးကြာမြင့်လာခဲ့ပြီးဖြစ်ပါတယ်။ဒီအတွက်နိုင်ရီကစကန်မှာဈေးကများပြက်လက်လာနေတာကြောင့်အကြမ်းမဲ့စစ်တပ်လေးတပ်မှလေယာဉ်များဖြင့်ပစ္စည်းများချပေးနေရာ AA ကပြစ်ခတ်မှုကိုစိုးရိမ်၍အနီးကပစ္စည်းတို့များကိုချမှတ်ပေးရတာကြောင့်အမြင့်ကြီးမှချပေးရ၍စားနေရိတ်ကအထောအချို့မှ AA ထိန်းချုပ်ထားသည့်နေမြင့်များဘက်သို့ကြားရမှုများရှိနေကြောင်းသိရပါတယ်။ ဒါအပြင်စေအိုစုကနယ်ရိတ်ကန်စခန်းကိုလန်ဟောင်းလန်တင်တဲ့နှစ်ဖက်စလုံးထိုးစစ်ဆင်နေပေမယ့်အာရခတ်တပ်တော်နဲ့ပူပေါင်းတော်လှန်ရေးတပ်တို့ဤပိတ်ဆို့တိုက်ခိုက်မှုခံနေရတာကြောင့်ရှင်းတို့မတန်နိုင်မဲနောက်ပြန်ဆုံနေရတယ်လို့သိရပါတယ်ရှင်။ဆလပင်စခန်းမျိုးပေါ်မှာစတက်ကလူငယ်တရားကျော်ကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအူးလည်းရင်ငွေကြေးသိမ်းတရားဖြစ်ပြန်ရွေးခိုင်းကမရွေးနိုင်သည့်လူငယ်များကိုတောင်ကြီးစစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရားကျော်ကိုပတ်သားဆွဲဖမ်းဆီးပြီးလူငယ်တအုပ်လက်ရင်းငွေကျပ်သိန်းတရားအဖြစ်ပြန်ရွေးခိုင်းကမရွေးနိုင်သည့်လူငယ်များကိုတောင်းချီမျိုးရှိစစ်သားစုဆောင်ရေးတပ်များထံသို့ပို့ဆိုင်လာကြောင်းဖမ်းဆီးခဲ့လူငယ်များ၏မိသားစုဝင်များနှင့်ဒေသပြည်သူများကပြောဆိုပါသည် ။စကိုင်းမျိုးပေါင်ရက်ကွက်များထဲမှာလမ်းစုံလမ်းကွက်များမှာစစ်တပ်ကအလုတွန်းအလုပြန်လူငယ်တရာကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသည့်လူငယ်များမှာအသက်20နှစ်မှအသက်35နှစ်အတွင်းရှိကြောင်းလူငယ်တရာကျော်အနက်မှာငွေကြေးတက်နိုင်သည့်မိသားစုများကလူငယ်20ဦးကိုငွေကြေး30မှငွေကြေး300တရာအတွင်းပေး၍ရွေးယူနေကြောင်းမရွေးနိုင်ပဲကြံရင်ခဲ့တဲ့လူငယ်80ကျော်ကိုတောင်ချီမျိုးရှင်စစ်သားစုဆောင်ရေးတပ်များထံသို့စစ်ကားများဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေကစကမ်းမျိုးပေါ်ကိုလင်းနေရခွဲပြီးလူငယ်တွေကိုပတ်သားဆွဲတာပါအဲ့ဒါကလူငယ်တရားကြော်တဲ့တချို့ပတ်စံရှိတဲ့သူဆိုရင်တိန့်တရားနဲ့စစ်ခွေးတွေကပြန်ရွေးခိုင်းနေငွေသိမ့်မတက်နိုင်တော့တိန့်၂၀နဲ့ရွေးခွင့်ပေးတယ်အဖမ်းခံရတာကွန်မြူနီကာမောင်းသူတွေရေတန့်ပိုးတဲ့ကာမလိုက်တဲ့အလုတ်သမားတွေနဲ့အလုတ်သွားတဲ့လူငယ်တွေကိုဖမ်းအောင်စစ်ခွေးတွေကစကိုင်းမျိုးပေါ်မှာလင်းနေရခွဲပြီးဖန်နေစကိုင်းမျိုးပေါ်မှာလမ်းဆောင်ကြတဲ့နေရာတွေကိုစစ်ခွေးတွေပိတ်ပြီးဖန်တာပါ ဘလို့ဆန်းဆောင်မရဘူးသူတို့ကြိုက်တဲ့လူငယ်ဆိုရင်ဆွဲဖန်းနေစစ်ခွေးတွေကပေါ်နာဆွဲဖန်းစီတဲ့လူငယ်တရာကျော်တဲ့ကောင်လူငယ်20ဦးကခံမှန်းချေပြန်လွတ်တဲ့ တောင်ကြီးစစ်မှုထံတင်တန်းကြောင့်နဲ့စူဆောင်ရေးတပ်တွေစီကိုပို့လိုက်တယ်လို့ဖန်စီကလူငယ်တအူဤမိဘဆွေမျိုးတအူကဆင်ပြပါတယ်။အလားတူနိုဝင်ဘာလ25ရက်နေ့နဲ့နိုဝင်ဘာလ26ရက်နေ့ကလည်းစကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကနေဝညာပါလူငယ်များကိုပေါ်တာဆွဲဖန်စီခဲ့ပြီးအနည်းဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကစစ်မှုထံခိုင်းရန်အတွက်ပေါ်တာဆွဲဖန်စီခဲ့ကြောင်းစစ်တပ်ကဖန်စီသွားသည့်လူငယ်များမှာအသက်20ကျော်အရွယ်များဖြစ်ကြောင်းသိရှိရပါတယ်။ အကြမ်းမတ်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်တင်းနှံများကိုဖွင့်လှစ်ခဲ့ရာယခုအခါစစ်မှုထမ်းတင်းနှံအပတ်စဉ်20အထိရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။